ူတင်အနေနဲ့နောက်ထပ်တိုက်ခိုက်လာနိုင်တဲ့နိုင်ငံစဉ်ကို CIA ကထုတ်ဖော်ပြောလာပါတယ်။ပူတင်ဟာယူကရိန်းစစ်ပွဲကိုအောင်မြင်ပါကတခြား NATO နိုင်ငံတခုကိုတိုက်ခိုက်လိမ့်မယ်လို့ American စစ်ဗိုလ်ချုပ်ဟောင်းနဲ့ CIA ကြီးကဟောင်း David Petraeus ကပြောပါတယ်။သူက Lithuania ဟာ Russia ချစ်တော်မှုအတွက်အန္တရာယ်အများဆုံးနိုင်ငံလို့ဆိုပါတယ်။ရုရှားဟာနောက်နိုင်ငံတွေခိုင်မမှုကိုစမ်းသပ်ဖို့သမဟုတ်ပုံမှုကျပြန့်တဲ့ထိုးစစ်ဆင်မှုမတိုင်ခင်မှာဒီဘော်တစ်နိုင်ငံတွေကိုကျူးကျော်ဝင်ရောက်နိုင်တယ်လို့ဗိုလ်ချုပ်ကြီး Patrius ကပြောပါတယ် စစ်မှုထမ်းပွားပြီးနောက် CIA ကိုဦးဆောင်ခဲ့သူ Patriots ကအမေရိကန်သမ္မတထရန်အားပူတင်ကိုအကြမ်းကြမ်းခွင့်ရေးပေးခဲ့တဲ့ပုံမှာဝေဖန်ခဲ့ပြီးတော့သမ္မတဟောင်းပိုင်တွေကိုလည်း Ukraine တပ်ဖွဲ့တွေကိုလက်နက်တွေလုံလောက်စွာမတက်ပေးနိုင်ခဲ့တဲ့အတွက်ပြစ်မှတ်ထားဝေဖန်ခဲ့ပါတယ်။ Iran နဲ့ Afghan နှစ်နိုင်ငံလုံးမှာ American ပြည်ထောင်နဲ့တခြားနိုင်ငံသားတပ်ဖွဲ့ဝင်ထောင်ထဲကြီးပူးဆောင်ခဲ့တဲ့ Mr. Patriots ကစစ်မှုပြင်မှာ ကလစတာကြီးရဲ့အသုံးပြုမှုကိုတားမြစ်တဲ့နိုင်ငံတကာသဘောတူညီချက်မှလောက်ထဖို့ဖြစ်တဲ့ကိုတောင်းဆိုပါတယ်ဒီလက်နက်တွေဟာမရှိမဖြစ်လိုအပ်တဲ့အဟံတာဖြစ်ကြောင်းသက်သေပြနိုင်တယ်လို့ဆိုပါတယ်ကျွန်တော်တို့တွေးခဲ့တာကနှစ်ပတ်အတွင်းမှာမတူညီတဲ့ချင်းကမှုတစ်ခုလုံဆောင်ရမယ်လို့အမေရိကန်သမ္မတကချိန်ချောက်ခဲ့တဲ့ဖြစ်ရတော့ကပါဒီကဘာဖြစ်မလဲဆိုတာကျွန်တော်တို့မြင်ရပါလိမ့်မယ်။ American ဟာတတိယမျိုးဆက် M1A1 Abraham တင်ကားတွေလိုပဲ တူချင်းဆုံးဖြတ်ချက်တွေအတွက်လည်းချိန်ကြာကြီးနှောင့်နေခဲ့တယ်။ဘက်စုံတော်တက်လေ F16 နဲ့သုံးပြရမယ်ဆိုတာမျက်မမြင်တယောက်တောင်မြင်နိုင်တာမျိုးပါ။ယူကရိန်းကိုပေးနိုင်မဲ့မစ်လင်းတွေကူရောပမှာပဲမောင်းမမရှိတော့ပါဘူး။ F16 တွေပဲပေးရမှာပါ။ဘက်စုံပြဒုံးစနစ်တွေပုံမကောင်းမွန်တဲ့လက်နက်တွေနဲ့သူတို့ကိုအသုံးပြုမှုကန့်သက်ချက်ရုပ်သိမ်းထားနေတယ်ဒီလိုပါပဲ။ဒါတွေကယူကရိန်းအတွက်အထောက်အကူမပြုခဲ့ပါဘူး။သူတို့ကအချိန်တိုင်းတောင်းဆိုပြီးစောင့်နေရမယ်။ ပြီးတော့ကျွန်တော်တို့ကမရဘူးလို့ပြောမယ်ပြီးတော့ဖြစ်နိုင်တယ်လို့ပြောမယ်နောက်ဆုံးသူတို့ရနိုင်လာပါလိမ့်မယ်စစ်မြေပြင်မှာရုရှားအတွက်နောက်ထပ်အောင်မြင်မှုတွေမရနိုင်ဘူးဆိုတာပြသဖို့ယူကရိန်းနဲ့တူကျွန်တော်တို့လှုပ်ဆောင်ဖို့အများကြီးရှိခဲ့သင့်ပါတယ်သူတို့အတွက်လက်ခံနိုင်တဲ့ခြေအနေကဘလောက်ကြီးမားတယ်ဆိုတာသိရတဲ့ကျွန်တော်တို့မလုပ်ပြနိုင်တယ်ဘူးလို့သူကပြောပါတယ်ရုရှားယူမချက်ဟာသမောဇီလန်စကီကိုဖြုတ်ချပြီးရုပ်သိကောင်းဆောင်တို့တင်မြောက်ပြီးယူကရိန်းတနိုင်ငံလုံးထိန်းချုပ်ဖို့ဖြစ်တယ်လို့ပိုလိုဂျီပက်ထရီယက်စ်ကပြောပါတယ် ဒါပြီးတော့လည်းသူတို့ဟာဘော်တစ်နိုင်ငံတွေကတနိုင်ငံကိုအာယုံဆိုင်လာပါလိမ့်မယ်လစ်သူရေးနီးယားကကျင့်မှတ်ထားနိုင်တာတည်နေလို့ဆိုပါတယ်ယူရိုပါကဘော်တစ်ဒေသမှာနေတိုးစီအလီချင်းမှုလှုပ်ဆောင်ခြင်းဖြင့်မဟာမိတ်တွေကြားပုံမှုပူပေါင်းဆွေမှုကောင်းမွန်စေဖို့ရုရှားချင်းကြောင့်မှုကိုစူပေါင်းတုံ့ပြန်မှုစ조사ခြင်းအမေရိကန်ရဲ့ခြေနေကဆက်လက်မတည်မငြိမ်ဖြစ်နေပါတယ်ကျေပြန့်လာတဲ့နေတိုးချင်းချောင်းမှုလို့ယူဆတဲ့အရာနဲ့ပတ်သက်ပြီးရုရှားရဲ့အမြင်ကိုဒေါ်နယ်ထရန့်ရဲ့ ယူကရိန်းသံတမန်ကပြောပါလေနေတိုးဖွဲ့ကယူကရိန်းနဲ့တခြားဆိုဗီယက်သမ္မတနိုင်ငံဟောင်းလေးပါဝင်တဲ့အရှိဘက်ကိုချဲ့ထွင်ခြင်းမပြုဘဲရုရှားကကတိပြုချက်တစ်ခုလိုချင်ကြောင်းရိုက်တာသတင်းနဲ့ပတ်သက်ပြီး American ABC News ကမေးရမှာဒါဟာတရားမျှတတဲ့စိုးရိမ်မှုတစ်ခုပါလို့ကစ်ကဲလော့ကလည်းဆိုပါလေ American အနေနဲ့ယူကရိန်းကိုစီးရင်မဟာမိတ်ဖွဲ့တွေဝင်ရောက်စီလိုခြင်းမရှိတဲ့အုပ်ချုပ်ရေးဖွဲ့ရဲ့သဘောထားကွဲလွဲတဲ့ယက်တီချက်ကိုလည်းသူကထပ်လောင်းဆွေးနွေးပါလေရုရှားသမ္မတပူတင်ထံမှာ အတိတ်ပဲမဲ့တဲ့လုပ်ရည်တွေကိုတွေ့ရလို့ထရန့်ကရုရှားပေါ်စိတ်ပြတ်မိတယ်လို့ဆိုပါတယ်။ယူကရိန်းကိုတိုက်ခိုက်ခြင်းအတွက်ရုရှားကိုလည်းထရန့်ကပြစ်တင်ရှုတ်ချခဲ့ပါတယ်။ရုရှားရဲ့ဆိုရှယ်မီဒီယာဟာလူအင်မတန်များကြောင့် CIA ဒါရိုက်တာဟောကဆိုပါတယ်။စစ်မှုပြမှာရုရှားနိုင်ငံသား၅သိန်းခန့်သေဆုံးခဲ့ပါတယ်။တသန်းနီးပါးထိခိုက်ဒဏ်ရာရတယ်လို့ဆိုပါတယ်။ရုရှားကယူကရိန်းနဲ့မြေတွေပုံမသိမ့်မနိုင်ဘူးငြိမ်းချမ်းရေးသဘောတူညီချက်နှောင့်နှေးနေစီတယ်လို့ဆိုပါတယ်ရုရှားကလည်းတိုက်ပွဲမီးရက်တက်ပြီးသူတို့ရဲ့မကျင်တဲ့ချက်တွေ ဖြည့်ရှင်းပေးရမယ်လို့အခိုင်အမာပြောပါတယ်။ယူကရိန်းရဲ့ရက်30ပြည့်ခတ်ရက်စဲကန်လန်မှုကိုလည်းကြင်ကြင်ပယ်ချခဲ့ပါတယ်။ထရန့်ကပူတင်ပေါ်သဘောထားပြောလဲပြီးပူတင်ဟာအယူလိုပဲလို့ပြောကြခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။အမေရိကန်နဲ့တရုတ်တင်းမှမှုမြင့်တနေစဉ်ဥရောပအာရှညီညွတ်ကြဖို့ပြည်သက်သမ္မတအီမနျူအယ်မက်ခရွန်ကပြောပါတယ်စင်ကာပူမှာနှစ်စဉ်ကျင်းပမယ်ဖြစ်တဲ့ကာကွယ်ရေးဖိုရမ်ရှန်ဂီလာဆင်နွေမှာမင်းကွန်ပြောအောင်မှာကြီးထွားလာတဲ့အမေရိကန်တရုတ်ပြိုင်ဆိုင်မှုမှာပေါ်ပေါက်လာတဲ့ကန့်သက်ချက်နဲ့ ပေးထွက်ဆိုကျမှုကိုတံပြန်မှုမဟာမိတ်အသစ်ဖွဲ့စည်းကိုတက်ရောက်လာတဲ့အင်ဒိုပစိဖိတ်နိုင်ငံတွေရဲ့ဝန်ကြီးချုပ်တွေနဲ့ကာကွယ်ဝန်ကြီးတွေကိုမက်ခရွန်ကတိုက်တွန်းခဲ့တာပါပြင်သစ်ဟာအမေရိကန်ရဲ့မိတ်ဆွေမဟာမိတ်ဖြစ်ပြီးတော့တခါတရံတရုတ်နဲ့သဘောထားကွဲမှုအပြိုင်ဆိုင်မှုရှိလင်ပင်မိတ်ဆွေနိုင်ငံအဖြစ်ပူးပေါင်းဆောင်ရွက်ကြောင်းမက်ခရွန်ကပြောပါတယ်မိမိတို့အကျိုးစီးပွားနဲ့ကန့်ညီတဲ့ကိစ္စရည်တွေမှာဒီလိုလုပ်တယ်လို့ဆိုပါတယ်စူပါပါဝါနှစ်နိုင်ငံကြားသဘောထားကွဲခြင်းဟာ ကမ္ဘာကြီးကရင်ဆိုင်ရမယ့်အဓိကပြဿနာလို့ဆိုပါတယ် BNN နဲ့အင်ဒိုနီးရှားနိုင်ငံတွေကိုလည်းတောင်းရောက်ခဲ့တဲ့ခရီးစဉ်မှာမက်ခရွန်ကဒီလိုပြောခဲ့တာပါအမေရိကန်တရုတ်ကုမ္ပဏီစစ်ပွဲနဲ့ဘေကျင်းနဲ့ဆက်ဖြစ်နေတဲ့ပထမနိုင်ငံရေးညှိပေါင်းမှုကြောင့်ဂရီကုထားရှိမှုတွေပြည်စည်းလာမှာဆိုရင်လည်းဥရောပအကောင်ဆုံးတွေဟာတခြားနိုင်ငံတွေနဲ့ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမြင့်တင်ဖို့ကြိုးပမ်းနေပါတယ်စီတက်ခေါ်တည်တဲ့ကုံသမှုမှာစီမင်းခြေပြူအစည်းအဝေးအဆုံးသက်ရှင်ရဲ့မှန်ဆောင်များနေတဲ့အတွက်ကြောင့် အာဆီယံနဲ့ဥရောပကိုတည်ရောက်မှုရှိခဲ့ကြောင်းမက်ခရွန်ကပြောပါတယ်။ဒါဟာနိုင်ငံတွေရဲ့စီးပွားရေးနဲ့ကာကွယ်ရေးဆိုင်ရာအထောက်အမှုအတွက်ငွေကြေးထက်ဝင်နိုင်စွမ်းပေါ်ကိုအကျိုးသက်ရောက်နိုင်တယ်လို့ဆိုပါတယ်။မကြာခင်စီးကြက်ခွန်နဲ့ပတ်သက်ပြီးယာယီပြင်းထန်မှုရခဲ့ပေမယ့်တရုတ်နဲ့အမေရိကန်ကြားတင်းမာမှုတွေတဖန်ပြန်ဖြစ်ချိန်မှာမက်ခရွန်ကဒေတာတွေနဲ့ပြန်လည်ထိတွေ့ဆက်ဆံမှုတွေလှုပ်လာခြင်းပဲဖြစ်ပါတယ်။နောက်ထပ်သတင်းမျိုးပြောချင်ပါတယ်။ ကာကွယ်ရေးသုံးစိတ်မှန်သမျှကို GDP ရဲ့900ခိုင်လုံးတိုးမြှင့်ဖို့အာရှမဟာမိတ်တွေကိုအမေရိကန်ကာကွယ်ရေးဝန်ကြီးကတိုက်တွန်းလိုက်ပါတယ်တရုတ်နဲ့မြောက်ကိုရီးယားရဲ့ချင်းချောက်မှုတံကိုခံနေရတဲ့အာရှနိုင်ငံတွေအနေနဲ့ဥရောပမဟာမိတ်တွေကိုဝါရှင်တန်ကမျှော်လင့်ထားတဲ့ပမာဏနဲ့ကန့်ညီတဲ့အထိကာကွယ်ရေးသုံးစိတ်တိုးမြှင့်သုံးစိတ်ဖို့အမေရိကန်ကမျှော်လင့်ထားပါတယ်။အာရှပစိဖိတ်မှာနှစ်စဉ်ကျင်းပမြေဖြစ်တဲ့ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးနဲ့ကာကွယ်ရေးခေါင်းဆောင်တွေရဲ့22ကြိမ်မြောက် ရှန်ကီလာဆွေးနွေးပွဲကိုအမေရိကန်ကာကွယ်ရေးဥက္ကဋ္ဌဘီဟာဆက်ကမေ31ကဒီလိုသတင်းစကားပါလိုက်တာဖြစ်ပါတယ်။ဒီလိုပြောထွက်တာတော့ယုံအားခက်ပါတယ်။ဒါပေမဲ့အာရှမဟာမေဒီနဲ့မိတ်ပတ်တွေဟာဥရောပနိုင်ငံတွေကို နမူနာအသစ်အနေနဲ့ကြီးတင်ပါတယ်။ဂျာမနီပါဝင်နေတိုခွေနိုင်ငံတွေကကာကွယ်ရေးပေါ်သူတို့ရဲ့ GDP 5%30% ကိုကတိပြုထားတယ်လို့ဆိုပါတယ်။ဖေဖော်ဝါရီတွင်ကကျင်းပခဲ့တဲ့မြူနစ်လုံခြုံရေးညီလာခံမှာ အဲ့ဒီသုံးစိမျှော်မှန်းချက်ကိုဥရောပမဟာမိတ်ကို ပြီးဟာဆက်ကဆက်သွယ်ပြောဆိုခဲ့တာပါ။မြောက်ကိုရီးယားကိုထဲမပြောသေးပဲကွန်မြူနတီရဲ့ပိုကြောက်စရာကောင်းတဲ့ချင်းချောင်းမှုရင်ဆိုင်ရချိန်မှာအာရှမှာရှိတဲ့ဒီကမဟာမိတ်တွေမိဘတွေရဲ့အသုံးစိကနည်းနေရင်ဥရောပအတွက်ဘယ်လိုအိပ်ပဲရှိနိုင်မလဲလို့ပြီးဟာဆက်ကပြောပါလေ။နောက်ဆုံးတော့ခိုင်မာတဲ့ပြတ်သားပြီးတော့လုံနိုင်စွမ်းရှိတဲ့မဟာမိတ်တွေရဲ့အကွန်ရက်က ကျွန်တော်တို့ရဲ့အဓိကဗျူဟာမြောက်အားသာချက်ပါကျွန်တော်တို့အတူရှိနေတာကိုတရုတ်ကမနာလိုဘူးလို့ဆိုပါလေ2025မှာ Trump ဆိုရာဖွဲ့တကြောပြန်တောင်းရည်ခဲ့ခြင်းကစပြီးတော့ Washington ရဲ့မဟာမိတ်တွေအနေနဲ့သူတို့ရဲ့သမယိုးကျကာကွယ်ရေးတောင်းဖို့အတွက်ပုံမတောင်းဝယ်ယူထမ်းဆောင်တင်ကြောင်းလည်း American တနိုင်ငံတဲကိုဘန်နာရေးဝန်ထုတ်ဝန်ပိုထမ်းမှုမျှော်လင့်တင်ကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်နောက်ထပ်သင်ပို့ပြောချင်ပါတယ် နိုင်ဂျီးယားနိုင်ငံလေပိုင်းမှာမိုးသီးထန်စွာရွာသွန်းပြီးရေကြီးရေရှမ်းမှုကြောင့်လူ130ကျော်သေဆုံးသွားပါတယ်။မိုးရွာသမှုဟာနိုင်ဂျီးတန်ကြာခဲ့ပြီးမိုးဝမ်းမြောက်မှာအင်ဂျင်60ကျော်ရေမျောပျက်စီးခဲ့တယ်လို့နိုင်ဂျာပြည်နယ်သဘောဘေးစီမံခန့်ခွဲအေဂျင်စီကြီးကပြောပါတယ်။ရေဘေးကူညီကိစ္စရေးတွေအရှိန်မြှင့်လုပ်ဖို့အစိုးရကညွှန်ကြားထားပါတယ်။ပြည်နယ်တွင်းမှာရှိတဲ့မောက်ခွာ TV မာဇာနဲ့အန်ဂူဝမ်ဟောဆာဝခဲလို့မှာစိုးရွားသောရေဘေးသင့်ပြီး တဟာနှစ်60အတွင်းစိုးဝါးဆုံးရေပြီပါကေဇေးကြီးတွေဆက်လုပ်နေပြီးတော့လူများပြအနေရရှိနေစေပါနိုင်ဂျီးရီးယားမှာအေပီကောင်နေအော်တိုဘာလာထီမိုးရသည်ကာလမကြာခဏရေကြီးရှိပါတယ်ပြည်နယ်36ပြည်နယ်အနက်15ပြည်နယ်ထံမှနေမိုးသီးထန်စွာရွာသွန်းနိုင်ပါတယ်ပြီးကြတဲ့နှစ်ကလည်းနိုင်ဂျီးရီးယားမြောက်ပိုင်းနေရာအနက်မှာမိုးသီးထန်စွာရွာပြီးရေကြီးရေရှမ်းမှုကြောင့်လူသေဆုံးတဲ့နေအပြားပျက်စီးမှု ြေကျေပြည့်ပြည့်ဖြစ်ပေါ်ခဲ့ပါတယ်2022ကလည်းရေပိကြောင်လူတက်တက်မှ3တန်၄ရက်ဆုတ်ခွာခဲ့ပြီးလူ6ကျော်တည်ဆုတ်ခဲ့ပါတယ်နောက်ထပ်သင်ဖို့ပြောချင်ပါတယ်ဒေါ်လာစနစ်ထရီလီယံတန်ကြီးရှိတဲ့ဆွေရိုင်းတကြီးကိုယူကနာကပြသပါတယ်ယူကနာဟာအမေရိကန်ဒေါ်လာစနစ်ထရီလီယံတန်ကြီးရှိတဲ့ဆွေရိုင်းတကြီးထုတ်ဖော်ပြသလာပါတယ်တန်ကြီး32တန်ကျော်ရှိတဲ့အီယာမရွှေတထုရိုင်းတိုက်တွေ့ပြီးအဲ့ဒီတိုက်ကနေတန်စင်မီရွှေတန်ကြီး3300ကျော်ထွက်ရှိမှာဖြစ်ပါတယ် ခံမှန်းကြော်ပြီးအမေရိကန်ဒေါ်လာစနစ်ထရီလန်တက်မှုရှိတဲ့အဲ့ဒီရွှေတထုရန်တိုက်ရှာဖို့တွေ့ရှိပုံကယူကနိုကဘာလုံးဆိုင်ရာရွှေထုတ်လုပ်ရေးမှာအဓိကအရေးပါတဲ့နိုင်ငံဖြစ်ရက်တည်သွားနေတာဖြစ်ပါလေဒူဖော်ဒါနဲ့တက်စင်တာနေအောင်မြင်ရင်တော့ဒီရှာဖို့တွေ့ရှိပုံကယူကနိုနိုင်ငံအတွက်စီးပွားရေးများစွာပြောင်းလဲစေမှာဖြစ်ပြီးများပြားလာတဲ့နိုင်ငံကြားရင်းနှီးမြှုပ်နှံမှုတွေဆွဲဆောင်ပြီးတော့ကဘာရွှေစကကိုတွန်းမှုနိုင်မှာဖြစ်တယ်လို့ခံမှန်းမှုတွေရှိနေပါလေအခုကမှတော့တရုတ်နိုင်ငံကရွှေလုံငန်းရှင်တွေရွှေပုံတွေကတော့ ယူကန်နာနိုင်ငံကိုဆင်းပြီးရွှေရင်းတွေကိုလေးလံမှုတွေပြုလုပ်နေပြီလို့သိရပါတယ်။နောက်ထပ်သတင်းမှုပြောချင်ပါတယ်။တမီးအရင်ကို ပြန်ရောင်းစားခဲ့တဲ့တောင်အာဖရိကမျိုးသမီးတို့ကိုထောင်နဲ့တတကြုံချလိုက်ပါတယ်။အသက်6နှစ်သာရှိတဲ့တမီးရင်ရောင်းစားကြောင်းဆွဆွဲခံရတဲ့မျိုးသမီးကိုတောင်အာဖရိကတရားရုံးမှာထောင်တသက်ချမှတ်လိုက်ပါတယ်။အလီစင်ကျမကယ်လီယိုမြောင်ကခေါ်တဲ့ချက်စမစ်ဟာချားကြံပါနှုတ်နဲ့အတူပြင်းထန်သောထောင်းနဲ့ချမှတ်ခံရတာဖြစ်ပါတယ် ကျန်တဲ့နေရာမှာသူ့ရဲ့ချစ်သူဂျာကွင်းအပေါ်လစ်နဲ့သူတို့ဆုံတွေ့ဖြစ်ပါတယ်မင်းကလင်းရဲ့ဂျော့ချ်လင်းစမီရဲ့ True Sense ပျောက်ဆုံးမှုပြီးတနှစ်ကျော်ကြာမှအမှုတရားစီရင်ချက်ထွက်လာတာပါမင်းကလင်းရဲ့ဂျော့ချ်လင်းဟာတီတောင်းမြို့နာကဆယ်ရန်ဟာပင်လယ်ကွင်းနာကနေပြည်မှာကစားရေးပျောက်သွားတာပါ2024ဖေဖော်ဝါရီလကပျောက်ဆုံးနေတဲ့မင်းကလေးကြောင့်တောင်အာဖရိကမှာအရန်အာယုံဆိုင်ခံခဲ့ရပြီးဖြန့်ကျက်ရှာဖွေပေမဲ့ခုထိမတွေ့ရပါဘူးတောင်အာဖရိကဆွေးရရှိနေတွေက ရေချာဟာသမီးဖြစ်သူကိုကြုံဖြစ်အောင်စားကြောင်းဆွဆွဲပေးမယ်။တရားခွင်မှာအဲ့ဒီအချက်ကိုတက်တည်ခိုင်မှမပြနိုင်ခဲ့ပါဘူး။ဆိုးရရှိနေတဲ့ကရေချာဟာမွေးစီဆွဲနေပြီးငွေလိုလိုသမီးကိုရောင်းစားခဲ့တာဖြစ်ပါလိမ့်။ရှစ်ပကြာကြာနာမှုတွေမှာတက်တည်ကလည်းရေချာနဲ့ကြံပါတွေကိုပြင်းထန်နဲ့ဆွဆွဲနေပါတယ်။တရားသူကြီးနေတန်ကစင်ကြက်ကြင်ညာခြင်းမှာတရားခံ၃ဦးနဲ့ကဘယ်သူကပုံပြီးပြစ်ကြည့်လဲဆိုတာခွဲခြားလို့မရအောင်ပြောပါလိမ့်။ တဲကန်သုံးလို့ဟာလူမောင်ကမှုပြန်ပြီးဆွေးမှုဆွဆွဲချက်တွေအတွက်ပြည့်စုံအောင်ဆုံးဖြတ်ပြီးလူမောင်ကမှုအတွက်ထောင်းတသက်ပြန်ပြီးဆွေးမှုတွေထောင်းစနဲ့ချမှတ်လိုက်တာဖြစ်ပါလိမ့်တရားစီရင်မှုစစ်ဆေးနေတဲ့အတွင်းမှာတရားခဏရာကလေးကိုဝယ်သွားတဲ့သူကိုလုံးဝထုတ်ဖော်ပြောခြင်းမရှိပါဘူးဒေါသထွက်တဲ့ဒေသခံတွေကတရားဥပဒေကြမ်းတိုင်ကလေးကတရားခံသုံးဦးကိုအပြင်းထန်ဆုံးပြစ်ဒဏ်တွေချမှတ်ဖို့တောင်းဆိုထားတာဖြစ်ပါလေ။ ယောဂန်ခရီးယန်ဖော်လို့ရပါက2023နှစ်ရေချယ်ကသူ့ကလေးသုံးယောက်ကိုတယောက်စီတွဲ brand ဝင်2000 2000တနည်းအားဖြင့်ဒေါ်လာ1100လောက်နဲ့ကျောင်းကျင်တယ်လို့ပြောဆိုတာကြောင်းမိခဲ့ကြအောင်ဆိုပါတယ်တကယ်လို့တိတိဆိုင်ဝယ်လက်ရှိရင်တော့ကလေးတယောက်စာဈေးကို295ဒေါ်လာထိရှော့ပေးဖို့ဆန္ဒရှိတယ်လို့ရေချယ်ကပြောခဲ့တယ်ဆိုပါတယ်ပိုပြီးကြောက်စရာကောင်းတဲ့ထပ်ဆိုကြတော့ရေချယ်ကသူ့သမီး George လည်းမျက်လုံးနဲ့အရေးပြောက်ကိုစီးဖို့လိုချင်တဲ့ရိုးရဘိန်းတော့ဆရာစီသူတို့ ရန်တောင်အာဖရိကငွေကြေး2000နဲ့ရောင်းချခဲ့တယ်ဆိုလဲဆွဆွဲချက်ပဲဖြစ်ပါတယ်။ရေရှယ်ကတော့ဒီဆွဆွဲချက်တက်တဲ့ထွက်ချက်တိုင်းဟာမျက်နှာပြောင်းတိုက်ထားတဲ့အလိညာတွေပဲလို့ပြောပါတယ်။တရားရုံးကတော့လလောဆင်မှာတက်တဲ့ထွက်ဆိုသူတွေဟာပျောက်ဆုံးတဲ့ကလေးငယ်နဲ့နေဆက်ပြီးအခြေအနေကိုနက်နက်ရှန်ရှန်နားလည်ထားသူတွေဖြစ်လက်ခံထားတာပဲဖြစ်ပါတယ်။